အော်တိုဘာလာ28ရက်နေ့မြမစံတော်ချင်းမနက်7:00နာရီဝဲချိန်တိုင်းထွာချံများအရာဘင်္ဂလားပင်လယ်အော်အနောက်အလေပိုင်းမှာဖြစ်ပေါ်နေသောဆိုက်ကလုန်းမုန်တိုင်းမွန်တာဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးပုံမအားကောင်းလာကအားကောင်းသောဆိုက်ကလုန်းမုန်တိုင်းမွန်တာဖြစ်သို့ရောက်ရှိခဲ့ပါသည်။အဆိုပါအားကောင်းသောဆိုက်ကလုန်းမုန်တိုင်းမွန်တာဟာမြမနိုင်ငံကုတ်ကုတ်ချွတ်မြို့၏အနောက်ဘက်ရေမိုင်610မိုင်ကအိန္ဒိယနိုင်ငံချင်းနိုင်မြို့၏အရှေ့မြောက်ဘက်ရေမိုင်180မိုင်ကကာကီနာဒါမြို့၏တောင်အရှေ့တောင်ဘက်ရေမိုင်135မိုင်ကအကွာပင်လယ်ပြင်ကိုဘ ိုပြုနေပါတယ်။အာကောင်းသောဆိုက်ကလုန်းမုန်တိုင်းမွန်ထားရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေးရှားမြင့်အခြေအနေမရှိပါသဖြင့်အဝါရောက်အဆင့်ဟုသတ်မှတ်ပါတယ်။အာကောင်းသောဆိုက်ကလုန်းမုန်တိုင်းမွန်ထားရဲ့အမြင့်ဆုံးလေတိုက်နှုန်းမှာတနအိလရင်55မိုင်မှမိုင်60နှုန်းခန့်ဖြစ်ပါတယ်။အဆိုပါအာကောင်းသောဆိုက်ကလုန်းမုန်တိုင်းမွန်ထားဟာမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေးရှားနိုင်ပြီးနောက်18နာရီအတွင်းအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကမ်းခြေကိုကာကီနာဒါမြို့အနီးမှပြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ ။ဤရဲ့ကြောင်းကိုမိုးလေဝသနှင့်ဇလားဗီဒာညွှန်ကြားမှုဦးစီးဌာနမှအတိပေးနှိုးဆော်ထားပါတယ်ရှင်။